မင်္ဂလာပါရှင်ခီသစ်တယ်လီဗီရှင်းချန်နယ်မှာသတင်းများကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ MNDAA စစ်ဦးစီးမှုများကိုတရုတ်အရေးပေါ်ခေါ်တွေ့စစ်ကောင်စီနဲ့မကြာမီထပ်မံဆွေးနွေးမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ခရိုင်စစ်ဦးစီးမှုများကိုတရုတ်အာဏာပိုင်များအရေးပေါ်ခေါ်ယူတွေ့ဆုံနေပြီးစစ်ကောင်စီနဲ့လည်းမလ22ရက်တွင်ချက်မှန်တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်းစုံစမ်းသိရပါတယ်ရှမနီမလ73ရက်မှစတင်ပြီးကိုကံတက်ဖွဲ MNDAA ဖွဲ့စည်းသတ်မှတ်ထားသည့်ကိုကံခရိုင်ကိုခိုင်ခရိုင်တိန်နီခရိုင်မုံကိုခရိုင်တို့မှစစ်ဦးစီးမှုများကိုတရုတ်အာဏာပိုင်များမှကုမင်းမျိုးတို့အရေးပေါ်ခေါ်ယူတွေ့ဆုံနေပါတယ် ထို့တူစစ်ကောင်စီနဲ့ MNDAA တို့လည်းမလ22ရက်တွင်ထပ်မံတွေ့ဆုံဆွေးနွေးမည်ဖြစ်ရာစစ်ကောင်စီနဲ့မတွေ့ဆုံခင်ဆက်ကြားကြိုတင်ဆွေးနွေးခြင်းဖြစ်နိုင်ကြောင်းစည်ရေးသတင်းရင်းမြစ်တအူးကသတင်းဌာနသို့ပြောပါရယ် ခရိုင်စစ်ဦးစီးမှုတွေကိုတရုတ်ကအရေးပေါ်ဆိုပြီးခေါ်တွေ့နေတယ်။မနေ့ကမှသွားကြတယ်။ဘာတွေဆွေးနွေးမယ်ဆိုတာတော့မသိရသေးဘူး။ကြည်ရတာဒီလ22ရက်နေ့စစ်ကောင်စီနဲ့ထက်တွေ့မဲ့ဆွေးနွေးပွဲအတွက်ဖြစ်မဲ့ထင်တယ်။တရုတ်ကဘာတွေကြိုတင်ဆွေးနွေးမလဲ။ခေါ်သွားပြီးပြန်မလွတ်တော့ဘူးလားဆိုတာလည်းမပြောတတ်ဘူးဟုစစ်ရေးသတင်းရင်းမြစ်တအူကသတင်းဌာနသို့ပြောပါရယ်။ ၎င်းတွေ့ဆုံမှုမတိုင်ခင်မလာဇမ်မှစတင်ပြီးလာရှိုမြို့မှာကိုကတ်တက်သားအင်အားအများအပြားစစ်လက်နက်အပြည့်အစုံကင်ဆောင်ပြီးတိန်နီမျိုးဘက်သို့မျက်နှာမူ၍ခြိတက်သွားခဲ့ခြင်းကြောင့်ရခင်ကသတင်းထွက်ပေါ်ခဲ့သည့်အတိုင်းဇွန်လမတိုင်မီလာရှိုမြို့ပေါ်မှာကိုကတ်တက်များအတုလိုက်ဆုတ်ခါသွားမိကိုဒေသခံများကစိုးရိမ်နေပြီးစစ်ကောင်စီနဲ့တိုက်ပွဲထပ်မံဖြစ်ပွားလာနိုင်ကြောင်းသုံးသက်ပြောဆိုမှုများရှိနေပါတယ်သို့သောလာရှိုမျိုးမှာ MNDAA တက်ဆုတ်ခြင်းမျိုးမဟုတ်ပဲပုံမှန်တက်အပြောင်းအရွှေ့ပြုလုပ်ခြင်းဖြစ်ကြောင်း တီဘောမျိုးနဲ့နောင်အန်ကြီးရွာအုပ်စုနဲ့မိုင်းရဲမျိုးနဲ့ဟိုရကြီးရွာအုပ်စုတွေလည်း MNDAA ဘက်မှကရုတ်ချင်းခံတပ်များအခိုင်အမာတက်ဆွဲထားစေဖြစ်ကြောင်း၎င်းစီရီတရင်ကြီးမြက်ကရှင်းပြပါရယ် ထို့ပြင်လာမယ့်မတ်လ15ရက်နေ့နံနက်ပိုင်းတွင် ကိုကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့်လာရှုံမြို့ပေါ်ရှိဒေသခံများမှဦးဆောင်၍တရုတ်နိုင်ငံဘေကျင်းအစိုးရကိုဆန္ဒထုတ်ပေါ်ပြီးမြန်မာပြည်တွင်းရေးဝင်ရောက်ဆက်ဖက်ခြင်းညီနောင်မဟာမိတ်၃ဖွဲ့အပါအဝင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို PR ပေးခြင်းမပြုလုပ်ရန်စသည့်အချက်များကိုတောင်းဆိုသွားမည်ဟုဒေသခံများကပြောဆိုပါသည် ဒေသခံတွေပဲဦးဆောင်ပြီးတော့တရုတ်အစိုးရကိုဆန္ဒပြမှာတရုတ်ဘေကျင်းအစိုးရကမြန်မာနိုင်ငံပြည်တွင်းရေးကိစ္စအရရက်ကိုဝင်ရောက်ဆက်ဖက်ခြင်းမလုပ်ဖို့ပေါ့ ။ညီနောင်မဟာမိတ်အပါဝင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အားလုံးကိုတရုတ်အစိုးရဘက်ကဝင်ရောက်ဆော့ဖက်တာမလုပ်ဖို့ဘလို့ဖီအားမျိုးမှမပေးဖို့ဒီအချက်တွေဆန္ဒထုတ်ပေါ်သွားမယ်ဟု၎င်းဒေသခံအမျိုးသားကသတင်းဌာနသို့ပြောပါရယ်။ဒေသခံများဤကြွေးကြော်သံတောင်းဆိုသံများကိုမြန်မာအင်္ဂလိပ်တရုတ်သုံးဘာသာဖြင့်ရေးသားပြီးလမ်းလျှောက်ချီတက်၍ဆန္ဒထုတ်ပေါ်မည်ဟုကနအူးသိရှိရပြီးကိုကန်တပ်ဖွဲ့ MNDAA ကိုလည်းအတိပေးအကြောင်းကြားထားကြောင်းသိရပါရယ်။ သို့သောလာရှိုးဒေသခံများမှတရုတ်ပေကျင်းအစိုးရကိုဆန္ဒပြရန်လှုံ့ဆော်မိအပေါ်အမြင်သဘောထားအမျိုးမျိုးကွဲလွဲနေပြီးတရုတ်အစိုးရစစ်ကောင်စီနဲ့ကိုကန့်တပ်ဖွဲ့ပြည်ထနာအကြားလူမှုအသုံးချခံဖြစ်သွားမည်ကိုစိုးရိမ်ရကြောင်းနိုင်ငံရေးလေးလာသုံးသက်သူတို့ကပြောဆိုပါရယ်တရုတ် SCC နဲ့ကိုကန့်တက်ကြကပြည်ထနာကိုလူမှုအသုံးချပြီးကင်တွယ်ဖြည့်ရှင်းတာမျိုးဆိုရင်တော့ဒါကိုလုံးဝကန့်ကွက်ရှုတ်ချတင်ပါရယ် အဖွဲ့အစည်းတစ်ခုခုကနေဖိအားပေးလုပ်ခိုင်းတာမဟုတ်ရင်တော့မှပြည်သူတွေကတော့အာဏာရှင်မဆန်ပဲစည်ရေးအမိန်ကနေဆင်းသက်လာတာမဟုတ်ဘဲပြည်သူအုပ်ချုပ်တဲ့အစိုးရမျိုးကိုလိုချင်ကြတာဟုရှမ်းပြည်နိုင်ငံရေးလေလာသူတို့ကသုံးသပ်ပါတယ်။ရုရှားနဲ့ဘီလာရုနိုင်ငံမှပြန်ရောက်လာသည့်စစ်ကောင်းဆောင်မင်းအောင်လိုင်ကိုတရုတ်နိုင်ငံအာရှရေးရာအထူးကိုယ်စားလှယ်မစ္စတာတိတ်ရှိကျွင်းကမလ၁၀ရက်နေ့တွင်နေပြည်တော်၌လာရောက်တွေ့ဆုံခဲ့ပြီးရွေးကောက်ပွဲကျင်းပနိုင်ရေး မြန်မာနိုင်ငံငြိမ်းချမ်းရေးအွန်လိုင်းကြားဖြန့်ပပျောက်ရေးနဲ့နှစ်နိုင်ငံနေဆက်ကုန်သွယ်ရေးကိစ္စရများဆွေးနွေးခဲ့ကြောင်းစစ်ကောင်စီဘက်ကသတင်းထုတ်ပြန်ထားပါတယ်။ ဆက်လက်ပြီးဖလန်းမျိုးကို အပိသက်သိမ်းယူနိုင်ရေးတိုက်ပွဲတွင်စစ်သားများအရှင်ဖမ်းမိပြီးလက်နက်ခဲယမ်းများလည်းတင်းစီရရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ချင်းပြည်နယ်ဖလန်းမျိုးရှိလက်ချံစခန်းဖြစ်သောခလာယာ268စခန်းကိုအပိသက်သိမ်းပိုင်နိုင်ရန်ဒုစစ်စင်တိုက်ခိုက်မှုစစ်သားများအရှင်ဖမ်းမိပြီးလက်နက်ခဲယမ်းများလည်းတင်းစီရရှိခဲ့ကြောင်းချင်းပြည်နယ်စစ်စီရေးတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါရယ်။မလား17ရက်နေ့9နာရီခန့်ကဖလန်းမျိုးရှိတော်လရေးတပ်ဖွဲ့များကထိန်းချုပ်ထားသော ောဖရားကျောင်းရှိဂုံနှင့်ဆေးရုံဂုံတို့ကိုစစ်ကောင်စီတပ်ကလေးချောင်းပစ်ကူယူကထိုးစစ်ဆင်လာသဖြင့်တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီးခလာယာ268တရင်ကိုအပီးသက်သိမ်းပိုင်နိုင်ရေးတံပြန်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်းသိရပါသည် 2025ရောက်တဲ့အခါမှာဇန်နဝါရီလတည်းကစကားစဘက်ကလီယင်နဲ့တက်အင်အားဖြည့်တာတွေရှိတယ်။ပထမအကြိမ်အယောက်20ကနေ30ကြာဖြည့်တယ်။ဒီလမတ်လ10ရက်နေ့မှာအယောက်40ကိုထပ်ဖြည့်ပြန်တယ်။အဲ့ဒီပြန်ဖြည့်တဲ့အချိန်ကနေစပြီးတော့သူတို့ကကျွန်တော်တို့ဖလန်းမှာကတော့ခလာယာ268နဲ့အနည်းဆုံးဖြစ်တဲ့ဂုံ2ဂုံ အစီချက်ကြောင်းရှိတဲ့ဂုံနဲ့စေးယုံကြီးရှိတဲ့ဂုံနှစ်ဂုံအဲ့ဒီဂုံနှစ်ဂုံကတော်တော်လေးအရေးကြီးတယ်အဲ့ဒီဂုံနှစ်ဂုံကို2024မှာတင်ပိုက်နိုင်လို့ပဲသူတို့ ခလာရကိုကျွန်တော်တို့ကကောင်းကောင်းလေးထိန်းထားနိုင်ခဲ့တာအဲ့ဒီကုန်းနှကုန်းကိုပြန်ယူဖို့ရန်အတွက်သူတို့က17ရက်နေ့မနက်9နာရီလောက်ကနေစပြီးတော့ကျွန်တော်တို့ကိုတံပြန်စစ်စင်ရေးထိုးတာတွေရှိတယ်သူတို့စစ်စင်ရေးထိုးတဲ့အချိန်ကနေစပြီးတော့တိုက်ပွဲကပြင်းထန်နေဒီနေ့အထိပေါ်ဟူချင်းညီနောင်စစ်စင်ရေးတာဝန်ရှိသူတို့အူကသတင်းဌာနသို့ပြောပါရယ် 2024ခုနှစ်ချင်းညီနောင်နဲ့မဟာမိတ်တပ်ဖွဲ့များကဖလန်းမြို့တင်းတိုက်ပွဲဆင်နွှဲခဲ့ရာဖလန်းမြို့တွင် အပါအဝင်အကြမ်းဖက်စစ်ကောင်စီ၏ခလာရ268တရင်အနီးရှိအဓိကပွိုင်ကုန်းနှစ်ခုဖြစ်သောဖျားချောင်းရှိရာကုန်းနဲ့စေယုံကုန်းတို့ကိုတင်းပိုက်ကခလာရ268တရင်ကိုထိန်းချုပ်ထားနိုင်ခဲ့ကြောင်းသိရပါဗျာ။ ်ထို့သောချင်းညီနောင်တပ်ဖွဲ့နှင့်မဟာမိတ်များထိန်းချုပ်ထားသော ကုန်းနှကုန်းကိုပြန်လည်ရရှိရန်အကြံဖတ်စစ်ကောင်စီတပ်ကဇန်နဝါရီလအတွင်း၌တကြိမ်မလ10ရက်နေ့ကတကြိမ်လေရင်ဖြင့်စစ်အင်အားများဖြည့်တင်းကမလ17ရက်နနက်9:00နာရီခန့်တွင်တံပြန်ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်းသိရပါသည် ထို့သောထိုးစစ်စင်တိုက်ခိုက်ခဲ့တော်လေအကျန်းဖက်စစ်ကောင်စီတပ်ကအထီနာပြီးချင်းညီနောင်အဖွဲ့များဤတံပြန်ထိုးစစ်စင်တိုက်ခိုက်မှုကြောင့်ခလာရ268တရင်အတွင်းရှိပွိုင်ကင်းစခန်းများကိုပါထပ်မံသိမ်းဆည်းရရှိမှု ရှိကြောင်းသိရပါတယ်။အဲ့ဒီကုန်းနှကုန်းကိုကျွန်တော်တို့ကကောင်းကောင်းထိန်းနိုင်တယ်။ ခလာယ268အတွင်းထဲဒီကိုကျွန်တော်တို့ဝင်ပြီးတော့ point တွေသိမ်းထားတယ်။ခလာယ268ကိုဆက်လက်ပြီးတော့သိမ်းပိုင်နိုင်မှုစူးစမ်းနေတဲ့အခြေအနေမှာရှိတယ်။ချင်းညီနောင်စစ်စင်ရေးမဟာမိတ်တွေနဲ့စူးစမ်းနေလို့တိုက်ပွဲတော့ပြင်းထန်နေတဲ့အခြေအနေမှာရှိတယ်။လေရင်ပစ်ခတ်မှုကတော့၁၇ရက်နေ့မှာလေရင်အစည်းရေပေါင်း20ကျော်လောက်လေချောင်းပစ်ခတ်မှုလုပ်တာပေါ့လေ။တခါပြစ်လို့ရှိရင်နှစ်ကျင်းပေါင်900ပေါင်းအများအားဖြင့်ပေါင်900နဲ့ပဲခြားတာများတယ်။ဆိုတော့တော်တော်လေးကိုပြင်းထန်တဲ့အနေအထားမှာရှိတယ် ်ဒါပေမဲ့ကျွန်တော်တို့ဘက်ကနေစကစာရဲ့ point တွေကိုတင်ထားတဲ့ဟာတွေရှိတယ်။နောက်ပြီးတော့အရှင်ဖမ်းမိတာတွေလည်းရှိတယ်။လက်နက်ခဲယံတင်မိတာတွေလည်းရှိပါတယ်။ချင်းကြီးနောင်စစ်စင်ရေးကနေမကြခင်မှာတိမ့်နိုင်မှုအတွက်လဲကျွန်တော်တို့စ조사နေတဲ့အခြေအနေမှာရှိပါတယ်ဟုချင်းကြီးနောင်စစ်စင်ရေးတာဝန်ရှိသူတို့ကပြောပါတယ်။ဆလပီဗမော်နဲ့မိုးညင်းထောင်မှာရာဇဝတ်အကျဉ်းသားများကိုစစ်တပ်ကလက်နက်တပ်ပေးပြီးစစ်တိုက်ခိုင်းနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ ကချင်ပြည်နယ်ဗမော်ထောင်နယ်မွန်းညင်းထောင်မှာရာဇဝတ်အကျဉ်းသားများကိုစစ်တပ်ကလက်နက်တပ်ပြီးစစ်တိုက်ခိုင်းနေကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကကိုတိုက်ထုံးကသတင်းဌာနသို့ပြောပါရယ်ကချင်ပြည်နယ်အတွင်း KIA နဲ့တော်လန်ရေးတပ်များကတိုက်စစ်များဖော်ဆောင်နေရာဗမော်အကျဉ်းထောင်နယ်မွန်းညင်းအကျဉ်းထောင်မှာထောင်တန်းနှစ်ရှည်ချမှတ်ခံထားရသောရာဇဝတ်အကျဉ်းသားအချို့ကိုစစ်တပ်ကလက်နက်များတပ်ဆင်၍ထောင်ကန်စစ်ကင်းများတွင်လုံခြုံရေးစောင့်ခိုင်းခြင်းနှင့် အကြမ်းဖက်စစ်တပ်ကိုလာရောက်တိုက်ခိုက်သည့်တော်လှန်ရေးတပ်ဖွဲ့ဝင်များကိုပြန်လည်တိုက်ခိုက်ခြင်းများကိုစစ်တပ်ကလှုံ့ဆော်ခိုင်းနေခြင်းဖြစ်ပါသည်။ထို့ပြင်အကြမ်းဖက်စစ်တပ်ကနိုင်ငံတော်ဝန်အချင်းထောင်တွင်ရှိအချင်းသားများကိုအတင်းအဓမ္မလက်နက်ကိုင်ခိုင်းပြီးတော်လှန်ရေးတပ်များကိုခုခံတိုက်ခိုက်ရန်စီခိုင်းမှုများလှုံ့ဆော်နေကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအချင်းသားများကွန်ရက် PPNM မှဦးဆောင်ကော်မတီဝင် ကိုတိုက်ထွန်းဦးကရှင်းပြပါရစေ။ အကျဉ်းသားများကိုစစ်ကောင်စီကစစ်တိုက်ခိုင်းနေမှုအပေါ် PPNM ကအချိန်ယူစုံစမ်း၍အတည်ပြုခဲ့ခြင်းဖြစ်ကြောင်းအထူးသဖြင့်တိုက်ပွဲဖြစ်ပွားရာနေရာများအတွင်ရှိနေသည့်အကျဉ်းတောင်များတွင်အကြမ်းဖက်စစ်တပ်ကထောင်တွင်အကျဉ်းချခံထားရသည့်ရာဇဝတ်အကျဉ်းသားများကိုထောင်တွင်ခံစေအတွက်လက်နက်တပ်ဆင်၍ကင်းဆောင်ခိုင်းခြင်းအပါအဝင် တော်လရေးတပ်ဖွဲ့များလာရောက်တိုက်ခိုက်ပါကစစ်သားများနှင့်အတူခုခံကာကွယ်ရန်အတင်းအာဓမအမိန်ပေးစီခိုင်းလျက်ရှိကြောင်းသိရပါသည်။2023-2024ကလေးကဒီလိုကိစ္စတွေသူတို့လှုပ်ဝက်စွာ လှုပ်ဆောင်နေတာမျိုးရှိတယ်လို့သိရပေမဲ့တပ်သေးတွေအချက်လက်တွေထုတ်ပြဖို့အခက်အခဲဖြစ်ခဲ့ပါတယ်။အဲဒီတော့ဒီ2025ရဲမှာတော့စောင့်ကြည့်သုတေသနပြုတဲ့အခါမှာတော့အကျဉ်းတော်တွေအတွင်မှာရာဇဝတ်အကျဉ်းသားတွေပထမအဆင့်အနေနဲ့အကျဉ်းကြခံနေရတဲ့ဒီစစ်သားဟောင်းရဲဟောင်းတွေကိုသူတို့ရဲ့မူလရာထူးပြန်လဲရရှိဖို့နဲ့ထောင်ထဲကပြည်တံတွေကိုရှော့ပေါ့ပေးဖို့ဆိုရင်တိုက်ပွဲတွေမှာပါဝင်ဖို့ဆိုတဲ့စီလုံးမှုတွေလုပ်တယ်လို့ဒုတိယအဆင့်အနေနဲ့နှစ်ကြီးရာဇဝတ်အကျဉ်းသားတွေကိုတာဝန်ယူဆောင်ရွက်ခြင်းအပြင် ပြစ်ဒဏ်တက်တာခွင့်တွေပေးတာမျိုးဒီလိုမျိုးစီယုံမှုတွေနဲ့အတူတူသူတို့အင်အားယောနေမှုတွေကိုဖြည့်တင်းနေတဲ့ကာလဖြစ်ပါတယ်။တတိထားရမယ့်အခြေအနေဖြစ်တယ်လို့အကျဉ်းဆောင်အသီးသီးမှရှိတယ်။အကျဉ်းချခံထားရတဲ့နိုင်ငံရေးအကျဉ်းသားအလုံးအပါအဝင်အကျဉ်းသားအလုံးအတွက်စိုးရိမ်ပွဲကောင်းတဲ့အခြေအနေဖြစ်တယ်လို့ကိုတိုက်ထုံးဦးကသတင်းဌာနသို့ပြောပါရယ်။ အလားတူစစ်စည်းကမ်းရဲစည်းကမ်းဖောက်ပြန်မှုကြောင့်အချင်းထောင်တွေဖမ်းဆီးခံထားသည့်စစ်သားနှင့်ရဲတပ်ဖွဲ့ဝင်များကိုလည်းစစ်တပ်ကလက်နက်တပ်ဆင်ခြင်းများလုံဆောင်ခဲ့ကြောင်းလိုက်ကော်ထောင်ကိုတော်လှန်ရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ချိန်အချင်းသားများကိုပြစ်ဒဏ်များကိုဖျက်သိမ်း၍မူလစစ်ဘက်ယာတို့ကိုယာယီပေး၍တိုက်ပွဲအတွေ့ပြန်လဲအသုံးပြုခဲ့ကြောင်းသိရပါသည်ဒီလိုမျိုးလူတွေရှိခြင်းအပြင်တော်လရေးအင်အားစုတွေကဝင်ရောက်တိုက်ခိုက်တဲ့အခါသူတို့ကပြန်လည်ပြစ်ခတ်ဖြိုခွင်းတာမျိုးတွေ သူတို့တွေကိုစစ်မြေပြင်မှာထားပြီးတော့အသုံးပြုတာမျိုးတွေနှစ်ဖူးတွေဒူးတွေကြုံရတာဖြစ်တဲ့အတွက်အသက်ရှင်တန်ခွင့်တွေလည်းသူတို့ဆုံးရှုံးနေတယ်။ဒါပြင်သူတို့ကလည်းသူတို့ကိုလာရောက်တိုက်ခိုက်တာဖြစ်တဲ့အတွက်လက်နက်ပေးထားတဲ့အတွက်သူတို့ကတိုက်ခိုက်တဲ့အခါ တော်လန်ရေးအင်အားစုတွေအတွက်ထိခိုက်တာမျိုးရှိပါတယ်ဗျဒီလိုဆွဆွဝဝ2025မှာကြုံရတာဖြစ်တဲ့အတွက်ဒီလိုမျိုးကျွန်တော်တို့ဘက်ကအတိပေးထုတ်ပြန်ရခြင်းဖြစ်ပါတယ်ဒီလိုကိစ္စရက်တွေကိုတားဆီးနိုင်မဲ့အခြေအနေတွေလက်ရှိမှာအချက်အလက်တွေမရှိပေမဲ့ဒီလိုမျိုးထုတ်ပေါ်ပြောခြင်းအပြင်အကျဉ်းသားတွေမတရားအခိုင်းခံနေရတဲ့အခြေအနေကိုသိရှိစေခြင်း ਨੇ အခိုင်းခံရတဲ့အခြေအနေကိုလည်းထိန်းချောင်းနဲ့စစ်တပ်ကအနီးအနားရှိတဲ့အတွက်တော်တော်များများကသူတို့ကိုပြန်ခံပြစ်ဖို့တတ်တီအားနေတာမျိုးတွေလည်းတွေ့ရတယ်ဟု ကိုတိုက်ထွန်းကသတင်းဌာနသို့ပြောကြားပါရယ်ယခုကဲ့သို့အချင်းသားများကိုအတင်းအာရမစစ်မှုထမ်းခိုင်းခြင်းဖမ်းဆီးအချင်းချခံထားရသည့်စစ်တပ်နှင့်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များကိုပြစ်ဒဏ်လူငယ်ခွင့်ရရန်စစ်တပ်တွင်တာဝန်ပြန်လည်ထမ်းဆောင်စီခြင်းများမှာတရားမဝင်လုပ်ရက်များကိုပေါ်ပေါ်တင်တင်ကျူးလွန်ရေးအင်အားဖြည့်တင်းလာမှုကိုအပြင်းအထန်ဆန့်ကျင်ကန့်ကွက်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအချင်းသားများကိုရဲ PPNM ကထုတ်ပြန်ထားပါသည် ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်